မြန်မာနိုင်ငံသဝက်မှာလူငယ်၄ပုတ်တပုတ်ခက်မှန်းချေလူငယ်အယောက်၄တန်းနီးပါအလုံးလဲမဲဖြစ်နေပြီးအနာဂတ်ရက်သက်နေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အစီရင်ခံစာကဆိုပါတယ်နိုင်ငံရေးမတည်ငြိမ်တာစီးပွားရေးကျဆင်းလာတာနဲ့လူမှုဘဝဆိုင်ရာပြဿနာတွေကလူငယ်တွေရဲ့ပညာရေးဝင်ငွေရရှိရေးလမ်းကြောင်းတွေကို ဆိုးရွားလာစေခဲ့တာလို့ UNDP ကဆိုပါတယ် ပညာသင်ကြားရေးပိုင်းတွေလည်းပြတ်တော့ကုန်ရလို့ဆိုပါရယ်အထူးသဖြင့်တော့အသက်18နှစ်ကနေအသက်24နှစ်ကြားလူငယ်၄ယောက်မှ၃ယောက်နှုတ်ကပညာသင်ကြားခွင့်ဆုံးရှုံးနေရတယ်လို့အစိုးရခန်းစာကဆိုပါရယ်ဒီအခြေအနေတွေကြောင့်မြန်မာလူငယ်တွေဟာအနာဂတ်ရက်သက်ခံရတဲ့အခြေအနေကိုရောက်နေတာလို့အော်တိုဘာ၂ရက်ထုတ် UNDP အစိုးရခန်းစာကဆိုပါရယ် အနာဂတ်ရသက်ခံဆိုတဲ့အစီရင်ခံစာအရာအလုံးလဲမဲ့ဖြစ်နေတဲ့လူငယ်လေးတန်းနီးပါးမှာဂရင်းနီပြည်ကရပေါ်တော့အမက90ရာခိုင်နှုန်းကျော်နဲ့ရခိုင်ပြည်မှာတော့40ရာခိုင်နှုန်းကျော်တယ်လို့သိရပါတယ်အစီအခံစာထဲမှာဆိုရင် မလုံခြုံမှုကပိုမြင့်တက်လာတာဂျာမအခြေပြုကွာဟချက်တွေလူမှုဆိုင်ရာအသားအဆီးဖိအားတွေများလာတယ်လို့ထောက်ပြထားပါတယ် ဒီခြေနေတွေကလူငယ်တွေရဲ့ရီမက်ချက်စွမ်းဆောင်ရည်တွေကို ပြုလဲစေပြီးဒါဟာမြန်မာလူငယ်မျိုးဆက်ရဲ့အဓိကစိတ်ခေါ်ချက်ဖြစ်လာစေတယ်လို့လည်းဆိုပါတယ်ဒါပြင်ကြီးတဲ့နေလူငယ်တွေကမြို့ပြလူငယ်တွေနဲ့နှိုင်းရှင်မယ်ဆိုရင်အသက်မွေးဝဲကြောင်းဆိုင်ရာအလုတ်ကိုင်တွေနဲ့ပညာရေးလက်လန်းမီမှုနှေးပါတာကြောင့်ဆိုရှယ်နေနာမှုကပိုများတယ်လို့ဆိုပါတယ် ဂျာမကွာခြားမှုကြောင့်လည်းအမျိုးသမီးတွေဟာအမျိုးသားတွေထက်ဝင်ငွေရရှိမှုကနည်းနေတယ်လို့အစီအခံစာထဲမှာဖော်ပြထားပါတယ်။ထရက်ကအနောက်ပိုင်းမှာပက်လက်အနေထားနဲ့လဲနေတဲ့ကလေးရုပ်အလောင်းပုံလေးစက်တင်ဘာလ၄ရက်နေ့မှာအွန်လိုင်းမှာပြန်လာခဲ့ပါတယ်။ဒီပုံကတော့ရှမ်းမြောက်ဒေသကိုခိုင်မြို့မှာဖြစ်ခဲ့တဲ့အဖြစ်ပြက်လေးပါ။ဖြစ်စဉ်ကစက်တင်ဘာ၂ရက်နေ့ကလို့ဆိုပါတယ်။ အသက်၈နှစ်အရွယ်အမျိုးသမီးငယ်လေးရဲ့ဒီရောက်အလားပုံကကိုခိုင်မြို့ခံတွေအတွက်စိတ်ဒေါသထွက်စေသလိုဝန်နေမှုကိုလည်းတပြိုင်တည်းခံစားရစီရလို့ပြောပါရယ်အားလုံးအတွက်လည်းရင်ခွဲရတဲ့နေ့ဖြစ်တယ်လို့ဆိုပါရယ်ကလေးရောက်အလားကိုကိုခိုင်မြို့ကကောက်ဝင်းနာမှရှိတဲ့ခြုံထဲမှာတွေ့ခဲ့တာလို့တအန်းသက် TNL ကထုတ်ပြန်ပါရယ် အသက်ရှင်နှစ်အရွယ်အမျိုးသမီးလေးဟာအခုလ၂ရက်နေ့ညနေ၃နာရီလောက်ကိုယ်ခိုင်မျိုးရက်ွက်ရှိမှစာသွားတင်ပြီးကြောက်ကအပြန်အသက်ခံလိုက်ရတာဖြစ်ပါတယ်။ ကျောက်ကအပြန်ကောက်ဝင်လာကလန်ခုလက်ကိုအရောက်အမျိုးသားတက်ရောက်ကချုပ်ထဲကိုခေါ်သွားပြီးအတ္တမချင်းတက်ဖြတ်ခဲ့တာလို့ TNL ထုတ်ပြန်ချက်ကဆိုပါတယ်ဒေတာခန်တွေရဲ့ပြောပြချက်အရဆိုရင်ဒီအမျိုးသမီးငယ်လေးရဲ့လက်ဘင်းမှာဓာခုတ်ခင်ရတဲ့ဒဏ်ရာလဲတွေ့ရလို့ဆိုပါတယ်အသက်၈နှစ်ကျောင်းသူကလေးကိုလယ်လီတက်ခဲ့တဲ့ကျူးလွန်သူကိုလည်းအမြန်ဆုံးဖမ်းဆီးအေးအေးယူပေးဖို့ဒေတာခန်တွေကတောင်းဆိုထားပါတယ် မြို့နယ်ပေါင်းတရားရှိမြို့နယ်မှာလာမဲ့ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စည်ရင်တွေကိုလိုက်ကက်နေပြီဖြစ်ပါတယ်စစ်ကော်မရှင်ကထိချုပ်ထားတဲ့မြို့နယ်တရားရှိမြို့နယ်ကရက်ကြီးအုတ်ချုပ်ရေးရုံးတွေမှာမဲဆန္ဒရှင်စည်ရင်တွေကိုလိုက်ကက်နေတာလို့နှိဆက်သူတွေကပြောပါတယ် ကချင်ကရင်မော်ရှမ်းပြည်နယ်တွေအပြင်နေပြည်တော်ရန်ကုန်မန္တလေးအေရဝတီမကွေးတနင်္သာရီတိုင်းဘက်ကမြို့နယ်တွေမှာအောက်တိုဘာတရက်ကစပြီးမဲဆင်လာရှင်စည်ရင်တွေကိုလိုက်ကက်နေတာလို့စစ်ကွန်မရှင်လက်အောက်ခံသတင်းစာတွေမှာဖော်ပြကြပါတယ် တချို့မြို့နယ်တွေမှာဆိုရင်ရက်ကြီးအုပ်ချုပ်ရေးမှုတွေကမဲစင်းကိုမလာမနေရလာကြည့်ကြဖို့ပြောဆိုမှုတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်မဲဆန္ဒရှင်စည်ရင်းတွေကိုအောက်တိုဘာ23ရက်အထိပထမအကြိမ်ကြေညာထားမယ်လို့စစ်ကော်မရှင်ကဆိုပါတယ်။နေပြည်တော်အပါဝင်မြို့နယ်အများစုမှာမဲဆန္ဒရှင်စင်ရင်လာကြည့်တဲ့သူကမရှိသလောက်နေပါတယ်လို့ဆိုကြပါတယ်။ ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းသစ်အဖြစ်မြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပသွားမှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ကချင်ဖိုင်တာမြမဆဘအိုအလာအဇန်ကိုဝမ်ချန်ပီယံရှိရဲ့ဂုတ်တူးဆောင်ခန်းမ Hall of Fame မှာထက်သွင်းဂုတ်ပြုသွားဖို့ရှိနေပါတယ်ဂုတ်တူးဆောင်အထိမ်းမတ်စုကိုလာမယ့်နိုဝင်ဘာ16ရက်နေ့ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမယ့် 1173မှာချင်းမြင့်ကိုပြုသွားမှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။ကချင်ဖိုက်တာအလာအန်ဇန်ဟာ1 Champion ရှိရဲ့ဂုတ်ထူးဆောင်ခန်းမ Hall of Fame မှာထက်သွင်းကိုပြုခင်ရတဲ့တတိယမြောက်ကစားသမားဖြစ်လာပါတယ်။ဝမ်ရဲ့ဂုတ်ထူးဆောင်ခန်းမမှာပထမဆုံးကိုပြုခင်ခဲ့ရတဲ့သူက American Fighter Dimitrios Johnson ဖြစ်ပြီးဒုတိယကတော့ Brazil Fighter Viviano Fernandez ဖြစ်ပါတယ်။ မြန်မာဆာဗအိုအလာအဇဲဟာဆွီဒင်ဖိုက်တာဇဘဇရှန်ဂါဒက်စတန်ကို အော်တိုဗာလာ၄ရက်နေ့မှာ အနိုင်ထိုးပြီးကစားသမားဘဝကိုနှုတ်ဆက်လိုက်ပါတယ်ဒီပွဲစဉ်အတွက်မြန်မာပရိသတ်တွေကသခင်နဲ့အားပေးခဲ့ကြပါတယ်ထိုင်းနိုင်ငံဘန်ကောက်ကိုရောက်နေတဲ့မြန်မာပြည်သက်တွေကလည်းကျိုးဝိုင်းအရောက်သွားပြီးအားပေးခဲ့ကြတာဖြစ်ပါတယ်။ ်အလာအဇက်ဟာ Sweden Fighter Civilization Gardenstan ကိုဒုတိယအချီ2မိနစ်20စက္ကန့်မှာပဲ The Result လက်ဒီအတွဲလိုက်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်နောက်ဆုံးပွဲမှာအနိုင်ရခဲ့တဲ့သူကို1 championship ကစုငွေဒေါ်လာ9000ကို bonus ပေးခဲ့ပါတယ်။သူရဲ့နောက်ဆုံးပွဲကိုမြန်မာမြေထဲမှာကစားချင်ခဲ့ပေမဲ့လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေတွေအရကစားခွင့်မရခဲ့ပါဘူး။ အလာအဇက်ဟာကစားချိန်မှာသူ့ရဲ့ချုပ်ကွဲ့နာမည်ကြီးခဲ့တာကြောင့်မြမဆဘအုံလို့တင်စားခံခဲ့ရတာဖြစ်ပါတယ်။ World Championship ကစားသမားဘဝမှာပွဲ20ကစားပြီး15ပွဲအထိ အနိုင်ရခဲ့တဲ့အလာအဇက်ကကစားသမားဘဝကနေအနားယူလိုက်ပြီးဖြစ်ပေမဲ့ဤပြအနေနဲ့ဆက်ရှိနေမှာဖြစ်ပါတယ်။ပရိသတ်တူကတော့ ကချင်ဖိုင်တာကြီးအလာအန်ဇန်ကထာဝရချန်ပီယံထာဝရရှိသွားမဲ့ဟီရိုကြီးအဖြစ်ယင်ထဲမှာရှိနေမှာပါ ွဲအပီးပြိတက်ကိုနှုတ်ဆက်ပြီးလက်အိတ်ကြီးကိုကျိုးဝိုင်းပေါ်မှာထားခဲ့ပြီးထွက်သွားတဲ့မြင်ကွင်းကလည်းသူ့ကိုနှိရှိလာများကျိုးဝိုင်းထဲမှတွေ့ခဲ့ရတဲ့ပြိတက်တယောက်အနေနဲ့တော့ယဉ်သိစေခဲ့ပါတယ်